စားပန်းတော့ဒီမှာဘောနောရှင်းနေပြင်းနေတယ်။အဲဒါညနေခါမှဆင်းရဲသွားပြုတ်မှာတော့ငိုလိုက်ရအောင်လေ။ဒါပေမဲ့ကုရပန်းပြတော့အာဆင်းရဲလို့ဟုတ်တယ်ဒီမိသားစုများတော့စိတ်ကျတော့ကလေးကအဓိကတော့ဒီနေ့ပင်မအလူကတော့ဟိုဘောစုတင်ကန်ကတ်ဘောစုတင်ကန်ကတ်ရေပြီးတော့ဒီရံကက်ရှင်ပြုပေါ့ ဲ့မှာတခါတည်းမင်္ဂလာရှိအောင်ဆိုပြီးတော့ဒီသမီးလေးကသူတော်ရှင်ဗုဒ္ဓဝင်မှာတနင်္ဂနွေလုံးမှာလည်းအားလုံးသိရတဲ့အတိုင်းပေါ့ထူးထူးချွန်ချွန်စုတွေပါရထားရဲဆိုတော့ဒီသမီးလေးကိုလည်းဒါဂုံပြုတ်ချီကျူးထိုက်တယ်ဆိုပြီးတော့ဒါဂုံပြုတ်ထိုက်တဲ့လူဂုံပြုတ်တဲ့သဘောပါအလုံးမောရှင်မြေပြရဲ့အတွက်ဟိုရှင်မြေသားရဲ့ဘူတော်ရဲ့အလုံးမောနော်ဟိုစက်မှချင်တာကြပါစီဒီမျိုးရှင်မြေနဲ့တွေ့ကြရောလေရန်ကျေးဇူးတင်ပါတယ်ခုလေးပြောရင်သူတော်ဆောင်လေးဗုဒ္ဓဝင်ဒီအစီအစဉ်ကဟိုအစပိုင်းမှာ ကိုရီးယားပါခဲ့ဘူးတယ်အဲဒီဟိုစပထမတော့ပြောလို့ရတယ်အဲ့တော့ပါခဲ့ဘူးနောက်ပိုင်းတော့လူတွေများတယ်အဲ့ဘက်ကမလှည့်ပြစ်တာလဲပြစ်တာအခုမှပြန်ပြီးတော့ဟိုနည်းနည်းလေးဟိုလူတန်းတွေလုတ်တယ်အလုပ်တွေတည်းနဲ့ပါတဲ့ချိန်မှာဒီဘက်ကဟိုဟိုတရင်ကလည်းတော်တက်လာပါလိဒီသမီးလေးကရမ်းတော်တယ်ဆိုပြီးတော့တက်လာတယ်ပြီးတော့ဒီကိုရီးစားခဲ့တဲ့သူရဆောင်နေဘုဒ္ဓဝင်မှာဒါဒီလိုထူးထူးချွတ်ချွတ်နဲ့နိုင်ငံလုံးမှာလည်းစုတွေလည်းကြားတယ်ဆိုတော့ဒီလို ဟိုထူးထူးနဲ့ဟိုဘုရားဘာသာနဲ့ပတ်သက်တဲ့ဒီဘယ်လိုပြောမလဲဒီအရွယ်နဲ့မမျှအောင်ပေါ့နော်အာတော်တဲ့ဒီကလေးတယောက်ကိုတော့ဒါငါတို့ကတော့ချီးကျူးတင်တယ်ပြီးတော့ဟိုဘုရားကဒါမီဒီယာနဲ့အမြဲတမ်းထိတွေ့နေတယ်မီဒီယာထိတွေ့နေတဲ့သူဆိုတော့ဘာပဲဖြစ်ပွဲဒီမှာဒီလိုချင်းချင်းမျှော်စားခြင်းအပြင်မီဒီယာကနေပြီးတော့ဒီတပည့်လေးကိုပို့ပြီးတော့နော်ဟိုဘယ်လိုပြောမလဲတနင်္ဂနွေတိုင်းတာနဲ့ဟိုပို့ပြီးပြန်သွားနိုင်တယ်ပြီးတော့ဒီလိုမျိုးလူငယ်လေးတွေလည်းအတူအားကြပြီးပေါ်လာနိုင်တယ်ဆိုတဲ့ရွယ်ချက်နဲ့ဒါဒီလိုပွဲလေးလုပ်တာပါ အိုကေကြည်ကြပါတော့အဲ့ဒီအများကြီးလုပ်တယ်လဲကြပါရပါတော့ပြောအမျိုးလဲနကိုရဲကဒီလိုရင်းမိမိမိသားများပတ်သက်လို့ရရအားကြပါရကိုလိုအားကြပါရအခုကတော့တမျိုးလဲဒီရဒီချင်းမိကြီးရဲ့ခါမှာဦးလိုရင်ကျေးဇူးတင်ပါတယ်ပြောစမ်း ပေါ့နော်ဦးလေးဒီလိုလုပ်တဲ့အခါမှာဘာသာရေးလုပ်တဲ့အတွက်ကြောင့်မလို့လေယာဒီဘာသာရေးပေါ့နော်ပြန်ပါဖို့အတွက်တစ်ဖက်တည်းလည်းအနေကူညီရောက်တဲ့အတွက်ကြောင့်မလို့ဦးတွက်လည်းကုသိုလ်အများကြီးရှိသလိုဦးအဲ့လိုလုပ်ပေးတဲ့အခါမှာပြည်ကနေပါဝင်ကြတဲ့လူတွေအတွက်လည်းကုသိုလ်အများကြီးရတယ်အဲ့လိုမျိုးပေါ့နော်ဦးကဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့လုပ်ပေးတဲ့အခါမှာဘုံပြရဲ့လည်းဦးလေးကိုအမြဲအရန်ကျေးဇူးတင်ပါလို့ထင်ပါတယ်ခေါမော်လေးအာဟိုဘာသာသာသနာပေါ်မှာလည်းအယုံဆိုင်တယ်အယုံဆိုင်တဲ့အတွက်ကတော့သူထူးချွန်တယ် ဒါတော့အခုတုံးဆုံလေးရဲ့နူးနံကောင်းပါလေ။ဒါတော့လူငယ်များတော်တော်များများလေးအထူးအထက်ပါ။လူငယ်များရှိတယ်ဆိုတာ။ရှိတယ်နော်။လူငယ်များအများရှိတဲ့အခါကျတော့ကျွန်တော်ဒီမုံတရားတွေပြဿနာတက်တာတွေဟိုနေသွားတာ။သာပဲတော့ဒီမှာဘယ်တော့ဖြင်းနေဖြင်းနေတော့ဒါမြန်လိုက်ခါမှာဆင်ညက်သွားပြောခုနကငိုလိုက်တာပဲဒါပေမဲ့ခုတော့ဘာဖြစ်လို့ဘာဖြစ်လို့ဘာဖြစ်လို့ဆင်ညက်လို့ဟုတ်တယ်လေမိသားစုများတော့ဆင်ညက်တော့ကလေးက โอเคအဓိကတော့ဘောเนาะတမျိုးဒီပြိုင်ပွဲဝင်ဖို့အတွက်ကိုပေါ်ပြနေပြီးဒီစာစိတ်နှစ်ကိုနေနေဘောเนาะလုပ်ပေးခဲ့တယ်ဒီဘာလဲတမျိုးတင်ညာဖို့အတွက်စာရဘဝနေပြီးစနစ်တကျအကန့်အသတ်လေးနဲ့ဒီကြပြည့်အချိန်မှာဆက်စမတ်ရလဲဖုံမွေးညွကြချက်အတိုင်းလဲလုပ်တယ်အမျိုးကိုတိုင်ရလဲကိုပဲစနစ်ရောက်စူးစမ်းမယ်ဆိုတဲ့စိတ်တွေနဲ့စူးစမ်းခဲ့ကြရပါဟုတ်ကဲ့ဒါကတော့ဘုံကြောင့်မှ၃လလုံးကန်နေခဲ့ရတဲ့ကြောင့်မို့ဒီချိန်မှာစာပွဲလုပ်ဖို့အချိန်ရှိပါတယ် ဒီဘောဒါဆာပင်နဲ့ပတ်သက်ပြီးတော့ဗောနော်ကိုလေးလာကြရင်အများရှိတည်းရတဲ့ကြောင့်မို့အိဆာပင်ကိုလေးလာပြီးတော့ကိုကူမို့ကြောင့်မှအောက်ထပ်လာမယ့်မော်လင်းညီမလေးတွေကိုဟိုဒီဘောဒါဆာပင်တည်ကြပေးသွားမယ်လို့စိတ်ပြထားပါတယ်။ဒါတော့တော့သူတို့ညှိနှိုင်းပြီးတော့ဟောကိုကူဒီပန်ပူးနေတာကူဒီပန်ပူးမှာပေါ့ဟောအခုဟို2000ဘုဒ္ဓဝင်ကိုလည်းကိုတို့ကနောက်နှစ်နောက်နှစ်တွေမှာပေါင်းရအဖြစ်မှာပါ ါတူတူရောက်ချင်းရခံရချက်ပုံမူတည်တာပေါ့နော်ဟိုတချို့ကလေးတွေကြောက်လဲဂိမ်းနဲ့ချင်းကုန်နေသူတွေကြောက်လဲဒီဖုန်းပုတ်နေနေ Facebook နဲ့ချင်းကုန်နေပေါ့နော်အဲအဲ့လိုဒီချင်းကုန်နေမဲ့အစားပေါ့ကိုဟိုဝါသနာပါရာပြင်တာတခုခုပေါ့နော်ဒါအခုဆိုလို့ရှိရင် online ပဲဖြစ်ဖြစ်ဟိုတင်လို့လွယ်နေပြီလေအစိုးကလေးတွေအရန်တော်တဲ့ကလေးတွေရှိပါတယ်နော်များသောအားဖြင့်တော့ဘယ်လိုပြောမလဲဟိုဟိုတရားရံငယ်တို့မှာဟို30ရံငယ်တို့တော့ကလူငယ်တွေကတော့တကယ်ကိုထူးထွန်းထက်မြက်ပါတယ် โอเคမော်လေးပါနော်တမယ်ဒီနေ့ချင်းကွန်ပျူတာခါမှာကျေးဇူးတင်ပါတယ်ထပ်ပြီးရောနော်နောက်ထပ်ထပ်ဆင်ပေးရဦးတော်တော်လေးကျေးဇူးတင်ပါတယ်အဲလေးလေးပါနော်ဒီလိုလုပ်ငန်းတွေနောက်ထပ်ကြာကြီးကြာကြီးပြည်ဒီဘုရားဘာသာရောအများကြီးပြန်ပေါ်လုံးနိုင်ပါစေလို့ဆုတောင်းပြပါဒီနေ့လည်းအများကြီးရတယ်ဗလားစုကြည့်စုကြည့်ကြည့်ကြည့်တိလာချုံမှာဆော်ဒီကျွန်တော်တော့ဘာဖြစ်ဖြစ်ဒီလိုကလေးမျိုးပေါ်ထွက်လာတာဂုံယူပါတယ် เนาะရှေ့လျှောက်လဲဒါဟိုဘာသာသနာဟိုထောက်ပံ့နိုင်တဲ့ထူးဆုံးတဲ့ကလေးမျိုးတွေအများကြီးပေါ်ပေါက်လာပေါ်လာပေါ်ပေါက်ပြီးတော့ဟိုတိုင်းပြည်အတွက်ကောเนาะဟိုကျွန်တော်တို့ဟိုလူမျိုးအတွက်ကောဘာသာအတွက်ကောထောက်ပံ့ကောင်းဖြစ်တဲ့လူငယ်လေးတွေအများကြီးပေါ်ထွက်လာပါစေလို့ဆုတောင်းပေးချင်ပါတယ်ကျေးဇူးပါ